မင်္ဂလာပါခင်ဗျာတင်းနေတိုင်းသတင်းစီစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီစီစဉ်ကိုဒိုဝတ်ဖွဲ့သားတို့ကစီစဉ်တင်ဆက်တာပါဒီနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့ဒိုဝဲမှာသွေးလုံးတော်ကိုကြောင်းဒေဆိုးတဲ့ကလေးခုနှစ်ဦးအထီးရှိလာတဲ့သတင်းဒွင်းဒီစီမကောင်းလို့ရိုလို့သူများနေတဲ့ချိန်နေတင်းနိုင်မှာတိုက်ပွဲမဖြစ်ပေစစ်ကောင်စီကနှရဲဆက်ပုတ်ကျတဲ့သတင်းရှိပြမျိုးနဲ့ပရရွာမှာတိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်ကရွာသားတွေကိုဖမ်းဆီးတဲ့ကြောင်းတနင်္လာရီစံပေါ်ရွာမှာစစ်ကောင်စီတပ်နှစ်ရက်ဆက်တက်ခတ်ခံရတဲ့တဲ့တင်တန်းကြီးကျော်နှုတ်ထွက်ဖို့အစိုးရအေရိုရှီစန်တာပြကြတဲ့အကြောင်း စားတဲ့တဲ့တင်အကြောင်းအရာတွေကိုပြောပြပေးမှာဖြစ်ပါတယ်တဝဲမှာသွေးလုံးတူကွေးကြောင့်ခုနေမီလာစီရဲ့နေကနေဂျွန်လ19ရက်နေ့ဒီသေဆိုးသူကလေးခုနကဝတီရှိလာပြီဖြစ်ပါတယ် ဒွေစီဥကြီးမှာဒေါ်လာ19ရဲ့ညာကဒေလူတူကွေယောဂါကြောင့်အသက်ရှင်နေအရွယ်ကလေးတူထက်မှန်သိဆုံးခဲ့ပါတယ်။အဲ့ဒီကလေးငယ်ဟာဒွေမျိုးညာရတောင်ရဲ့ဈေးဥနောင်လမ်းမှာနေထိုင်သူဖြစ်ပါတယ်။ဒွေခိုင်မှာအပလနောင်ပိုင်းကစလို့ဒွေနုတူကွေဖြစ်ပွားနေပြီးမိုးရသည်စတင်နေအမေလာမှာဒေနုတူကွေကြောင့်ကလေးတူသိဆုံးခဲ့ပြီးဒေါ်လာဆန်မှာတော့သိဆိုးတဲ့ကလေးဟာလေးဦးရှိခဲ့ပါတယ်။ သွေးလွန်တူကြီးသောတည်ဆိုးတဲ့ကလေးတွေဟာအသက်၅နှစ်ကနေဆယ်ကျော်တဲ့အရွယ်တွေဖြစ်ကြပါတယ်။အခုလက်ရှိမှာတော့တဝဲမျိုးရှိပြီးသူစီအိုမုကလိကစီအိုဘင်မှာလာသားအရွယ်ကစပြီးတက်ကြီးပိုင်းအမျိုးသားအမျိုးသမီးတွေထိသွေးလွန်တူကြီးလူနာတွေရှိနေပါတယ်။ဒါကြောင့်မို့လူနာတွေတွေသွေးလိုအမှုမြင့်မားနေပြီးစာပေးနိုင်တဲ့ပမာဏဟာကျဆင်းနေတာကြောင့်သွေးလူပေးစားဖို့သွေးလူရှင်အသင်းအချို့ကတိုက်တွန်းထားပါတယ်။ ။ဘယ်တနင်္သာရီနေ့ပုတ်ပြင်းမျိုးနယ်တွေမှာဒွင်းဒီစီကောင်မရလို့ဒွင်းရုပ်ထိုးလို့သူပုံများနေပါတယ်။ဒေသအတွက်ဒွင်းဒီကိုဘေးမြို့ပါဝင်မြို့ကြီးတွေစီတင်ပို့ကြတာဖြစ်ပြီးလက်ရှိမှာတိုက်ပွဲတွေနဲ့စကောင်စီကစစ်ကြောင်းထိုးနေတာတွေကြောင့်တေယူပို့ဆောင်ရေးခခဲနေတဲ့အတွေ့ဈေးကောင်းမရဖြစ်နေတယ်လို့ဒွိထံပတ်ရှင်တချို့ကဆိုပါတယ် မင်းကကြက်တောင်လောက်စေးပေါက်တဲ့တွင်ဒီဒလုံးဟာလက်ရှိမှာကြက်ငါးထောင်ဝန်းကျင်ပဲရှိတော်တာလို့ပြောပါတယ်။ပိမျိုးမှာတွင်ယူတပိတ်သားကိုကြက်ငါးထောင်ဝန်းကျင်ပေါက်စေးရှိနေတယ်လို့ဆိုပါတယ်။ပုပ်ပင်းမျိုးနဲ့ရှိတွင်ချပိုင်ရှင်တူကလည်းလမ်းမဆက်တဲ့ရွေးခက်ခဲကြောင်းတွင်ဒီစေးကောင်းမရပဲဖြစ်နေလို့ရုတ်ထုတ်တော့မယ်လို့ပြောပါတယ်။တနင်္လာရီတိုင်တွင်ရှိမျိုးနဲ့အများစုမှာ ဒေသမျိုးရင်းတူရင်းပင်တွေအပြင်ထိုင်းနိုင်ငံကမျိုးရိုးဗီဇာပြုပြင်ပြီးတင်သွင်းထားတဲ့တွင်းပင်တွေလည်းစိုက်ပျိုးထားကြပါတယ်။ထိုင်းမြန်မာနယ်စပ်ကိုတွေ့ရမော်တော်လမ်းမရှိကြေးဝါတွေကိုတိုက်ပွဲမဖြစ်ပေစစ်ကောင်စီတပ်ကတိုက်လေရင်နဲ့နေရက်ဆက်တိုက်ပိုးကျဲတိုက်ခိုက်ခဲ့ပါတယ်။ဂျော်လာ18ရက်မနေ့စစ်တနားရီဝေါ်ချင်မှာဂျက်တိုက်လေရင်နဲ့ တိတ်ခွန်းနဲ့ဤသာယာရှောအနီတဝိုက်နေရာတွေကိုပုံချေပြီးပိုက်ဖိုက်စက်တင်နဲ့လည်းပြတ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။ဂျွန်လစစ်ရှင်နေ့လယ်စနေနေ့လောက်မှလေဂျက်တိုက်လီနဲ့ကြေချောင်းရွာဟောင်းနဲ့တိတ်ခွန်းရွာကိုပုံချေတက်ခိုက်ခဲ့သေးတယ်လို့ပြောပါတယ်။ဒီလိုလေကြောင်းတက်ခိုက်တာတွေခါစိစိစီလာတဲ့တွေပြည်သူတွေဘေကင်းလူချူရေးဘောခုကျင်းတွေတူဖော်ထားဖို့ KNLA ကတိုက်တွန်းထားပါတယ်။ ဘောရုံနေစားကိုသွေးလန်ကို ပြန်လဲစုမှုဖို့စစ်ကောင်စီတပ်ကစစ်ကြောင်းထုံးနေတာဟာကျွန်တော်ဆက်ရှိမှာ6လတတိရှိလာပေမဲ့တိတ်ခွန်းရွာကနေရှိဆက်မတိုးနိုင်သေးဘူးလို့ဆိုပါတယ်စစ်ကောင်စီတပ်ကစစ်ကြောင်းထုံးနေတဲ့အတွေ့အဲ့ဒီဒေသကဒေသခံတွေဟာလက်ရှိအခြေအတိစစ်ပေးရှောင်နေရဆဲဖြစ်ပါတယ်ဂျီဘမျိုးနဲ့အိုးပင်ကွင်းကြေးဝအုပ်စုပရာရွာမှာတိုက်ပွဲဖြစ်ပြီးနောက် ဒေါ်လာစကုန်လေးနေမှာဒေတာခန်ရွာသားလေးဦးကို စစ်ကောင်စီတပ်ကဖမ်းဆီးခဲ့ပါတယ်။ဘုရားရွာရှာကူရက်ကွက်ကဇနီးမောင်နှံ2ဦးနဲ့ခွေးမဖော်ရွာကအသားဖာ2ဦးအဖမ်းခံရတာပါ။အဖမ်းခံရသူလေးဦးထဲကခွေးမဖော်ရွာကအသားဖာ2ဦးဒေါ်လာ16ရက်ညမှာပြန်လုလာလေလို့သူတို့နဲ့နေဆက်သူတွေစီကတရားပါတယ်။ ဘရရွာကဇနီးမောင်နှံအိုစစ်ကောင်စီတပ်ကဆက်လက်ဖမ်းဆီးထားဆဲဖြစ်တယ်လို့ဒေသခံတွေက ပြောပါတယ်။ဘရရွာမှာတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်ကိုရေမြင့်နဲ့ချေဆိုင်ပြီးသူကကွေအင်အားစုတွေကဂျွန်လ15ရက်နေ့ကဝင်ရောက်တိုက်ခိုက်ကာကနေတိုက်ပွဲဖြစ်ပွားခဲ့တာပါ။အဲ့နောက်စစ်ကောင်စီဘက်ကဂျွန်လ16ရက်နေ့အထိလက်နက်ကြီးတွေစပယ်နေဆဲဖြစ်တယ်လို့ဂျွန်လအင်အားစုတွေစီကတီးရပါတယ်။ ပရားရွာနဲ့ကိုင်ရမရှိရဲ့ဇာတိကျွာအိုစုဖက်ကိုလေစကောင်းစီတတတွေစေချောင်းထိုးလာမှဆိုရတဲ့အတွဲကျွာတွင် ပြန်လည်နေထိုင်နေကြတဲ့ဇွာသားအချို့လေထပ်ပြီးနေရစွန်ခွာတေရှောင်းနေရတယ်လို့စေဘေးရှောင်းနေရတဲ့ဇာတိဒေသခံတွေစီကတည်ရပါတယ် တနင်္လာနေ့မျိုးနေ့ဘာလမော့ဂျီဝအနီရှိရန်ပူရွာမှာစစ်ကောင်စီတပ်သားတွေကိုတော်လိုင်းရဲတပ်တွေကနေ့ရက်ဆက်တိုက်ခိုက်ခဲ့ပါတယ်။ဂျွန်လ19ရက်မော်လွဲတနအိဖွန်ချင်မှာဇိုဝဲဝခြေဆက်အမှန်956ချင်းများတန်ရင်ပကနေချင်းီထွက်လာတဲ့အင်အားတရားကျော်ပါစစ်ကြောင်းကိုရန်ပူရွာအရောက်မှာဆွဲမိုင်းနှလုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့လို့ဘိုခင်းတပ်ဖွဲ့ဝင်တို့ကပြောပါတယ်။ စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ကဒေါ်လာရီတပ်ဖွဲ့ထောင်ထားတဲ့မိုင်ဝင်းနောက်ကိုရှောက်လာချေမိုင်းဆွဲတက်ခိုက်ခဲ့ပြီးနောက်လက်နက်ငယ်တွေနဲ့ပါပြက်ကတ်တက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ဂျွန်နာ၁၈ရက်နေ့လစနေနိုင်ခွဲလောက်မှာတော့ရန်ကုန်ရွာမှာတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်သားတွေကိုဒေါ်လာရီပူပေါင်းတပ်တွေကတက်ခိုက်ရစစ်ကောင်စီတပ်သားတို့တိုက်ဆိုခဲ့တယ်လို့ဘူကင်းတပ်ဖွဲ့ကထုတ်ပြန်ပါတယ်။ အဲ့ဒီနေ့ရက်ဆက်တက်ခိုင်းမှုကိုဘုခင်တပ်ဖွဲ့ KNLA တိုင်းစတဲ့မိပါကဖာအဖွဲ့နဲ့ဒီနေ့ကြီးပါကဖာဆိုသူတို့ကပူအောင်တက်ခိုက်ခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်တန်နင်းအဝန်ကြီးဂျိုပရီတိုတန်ရှင်တို့ရာထူးကနှုတ်ထွက်ပြီးဒီနေ့ဒေါ်လာ19ရက်မှာထိုင်းပြည်သူတွေကအစိုးရအေရိုရှီမှာဆန္ဒပြတောင်းဆိုနေကြတယ်လို့ထိုင်းသတင်းတွေမှာဖော်ပြပါတယ် ထိုင်းဝန်ကြီးချုပ်နဲ့ကမ်ဘောဒီးယားဝန်ကြီးချုပ်ဟောင်းဟွဆန်တို့ဖော်ပြောဆိုမှုမှတ်တမ်းပေါက်ကြားလာပြီးနောက်ထိုင်းဝန်ကြီးချုပ်ရာတို့ကနှုတ်ထွက်ပေးဖို့ထိုင်းနိုင်ငံပြုရင်ပြောင်းလဲရေးကြောင်းသားနဲ့ပြည်သူ့ကွန်ရဲ့ PDRC အဖွဲ့ကဦးဆောင်ပြီးထိုင်းပြည်သူတွေဆန္ဒပြနေကြတာပါဆန္ဒပြပွဲမှာတိုက်ပြည်လူချိုးရေးအတွက်အပေယူလုပ်ခဲ့တာလို့ဆွဆွဲကြပြီးဝန်ကြီးချုပ်နှုတ်ထွက်ရေးတောင်းဆိုနေကြပါတယ် ဆန္ဒပြနေပေမဲ့ဝန်ကြီးချုပ်ကအစိုးရအေရောမှာကျင်ပါတဲ့လူချုပ်ရေးအစည်းအဝေးကိုတက်ရောက်လာပါတယ်။လက်ရှိမှာထိုင်းပြည်သူတွေအနေနဲ့နိုင်ပြည်ကာကွယ်ရေးအတွက်အစည်းအဝေးညညကြဖို့နဲ့ညွန်ပေါင်းအစိုးရဖွဲ့ကနှုတ်ထွက်ဖို့ညွန်ပေါင်းပါတီအားလုံးကိုဆန္ဒပြသူတွေကတောင်းဆိုထားပါတယ်။ဝင်းချိုပီတိုတန်ရှင်တော်ကအတန်ပိုင်းပေါ့ချမှုတွေပြည်သူအားလုံးကို တောင်းပန်ထားပြီးနိုင်ငံတော်လူချိုရေးအတွက်အားလုံးနဲ့ပူးပေါင်းဆောင်ရွက်မှာဖြစ်တယ်လို့ ဒီနေ့လုတ်တဲ့သတင်းစာရှင်းလင်းပွဲမှာပြောဆိုထားပါတယ်အခုလိုနားဆင်ပြေးရတဲ့တို့ရဲ့ကျေးဇူးအထူးတင်ရှိပါတယ်မြန်မာနိုင်ငံသားများကပ်ပေပေါင်းကနေအမြန်ဆုံးလွတ်မြောက်နိုင်ပါစေလို့ဒေါ်ဘတ်ဝိုင်းတော်သားတွေကဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခင်ဗျာ